ပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ Pride Alley တစ်ခုနဲ့မိတ်ဆက်ရိုက်ကူတင်ဆက်ပေးပါရစေကျွန်တော်တို့မြန်မာလူမျိုးတွေဟာအများအကျိုးအတွက်ဆိုရင်အရာဟိတဆိုတဲ့ကိုကျိုးကိုလည်လူရှိလို့ Pride လုပ်ငန်းတွေကိုစိတ်တူကိုတူတငယ်ချင်းပေါင်းတည်တွေနဲ့ဖြစ်စေတဦးကြောက်တဲ့တပိုင်းတနိုင်ဖြစ်စေစိတ်အားထက်သန်စွာလုပ်ကိုင်တကြတဲ့လူမျိုးတွေပါဒီနေ့မှာတော့နှစ်ပေါင်း40နှစ်ပွားကွာဝေးနေကြတဲ့တောင်ကြီးဒေသကောလိပ်ကကောလိပ်ကျောင်းသူကျောင်းသားဟောင်းနဲ့ပြန်လည်တွေ့ဆုံလို့ ပရိုက်တာလေးတခုပြုလုပ်သွားကြမှာဖြစ်ပါတယ်တချီမှာတော့ကလေးចောင်းသားចောင်းသူအားလုံး130ကျော်လောက်လက်ခံပေးပြီးတော့ចောင်းပါပဲមូលដានအထိပညာတင် जा ပေးနေပါတယ်လေដានကိုတော့ဦးဇင်းတို့ ਨੇ လမ်းနဲ့ဆက်မှုဆောင်မှာတွားပြီးတော့ចောင်းထားပေးပါတယ် နေ့စဉ်အနေနဲ့တော့ဒီစာတင်ကြတဲ့ဆရာဆရာမကတော့6ယောက်ရှိပါတယ်နေ့စဉ်အနေနဲ့သူတို့ရဲ့မနေ့စာနေ့နေ့လယ်စာညနေစာအတွက်ဆန်း2အိတ်လောက်တော့ကုန်တော့ပေါ့အကျန်တဲ့စားတော့ဆရာကတော့ဒီဈေးတွေကနေပြီးတော့အလူခံလို့ရတဲ့ဟာကိုအဲချက်ပြုတ်ကျွေးမွေးတာပေါ့ဟောဒီလိုမျိုးအလူချင်းရှိတဲ့နေမျိုးတော့ကလေးတွေဟင်ကောင်းစားရတော့ပေါ့ဟောဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဒီလိုလာရောက်လူလန်းလိုက်တဲ့အတွက်ဆရာတော်တို့ဒီပြုလို့ဆောင်ရွက်တဲ့အများအကျိုးပြုတဲ့လုပ်ငန်းလေးတွေမှာ တထောင်တနေရာနေထောက်ပံ့ပေးတဲ့အတွက်ကြောင့်ဆရာတော်တို့လိုရီးကိုင်လိုရကိုင်ရတာလည်းပို့ပြီးတော့လွဲကူတာပေါ့နောက်ပြီးကလေးလေးလည်းအော်ဟင်းကောင်းလေးတွေစားရတာပေါ့သူတို့လည်းတူအချက်လေးလည်းပြည့်စုံတဲ့အတွက်ကလေးလေးလည်းပျော်ကြတာပေါ့ဆရာတော်လည်းဝမ်းမြောက်ဝမ်းသာဖြစ်တာပေါ့လက်ရှိလူအချက်တော့အကြောင်းကလက်ရှိမိမရှိတဲ့အခါကျတော့ညမှာမိဆက်နိုးပြီးတော့ကလေးလေးစားချက်စားတင်ခြင်းပြုရတာပေါ့တကယ်လို့လက်ရှိမိလေးတွေအဆင်ပြေမယ်ဆိုရင်တော့လက်ရှိမိလိုအချက်ရှိတာပေါ့နော်နောက်ပြီးတော့အဲရေရေပေါ့ရေက ဒီကြောင်းကအဝေးစီးတွင်းကလည်းလည်းပြေးနေတဲ့ခါကျတော့အခြေထွက်အားနေတာပေါ့အဲရေလိုတဲ့ခါကျတော့အပြန်တွေဝဲယူပြီးတော့တုံးဆွဲရတာပေါ့အရေးခက်ခဲလေးလည်းရှိတာပေါ့တကာရကမတိနဲ့လာရောက်တူတမ်းမယ်ဆိုရင်ပေါ့အဲတောင်ကြီးမြို့နယ်ဆမှုဆုံးစေတဒုက္ခပရာဟိတအကြောင်းတိုက်အဲဧတရာပေါ့အဲလိုလာရောက်လူတန်းနိုင်ပါတယ်ဖုန်းနံပါတ်အနေနဲ့39 5980 4423ညနှစ်နှစ်ဆရာတော်ထံကိုဆက်သွယ်ပြီးတော့လူရန်နိုင်ပါတယ် 1986ခုနှစ်1989ခုနှစ်ကတောင်ကျူးဒေသကောလိပ်ကျောင်းသူကျောင်းသားဟောင်းတွေဟာအခုဆိုရင်အသက်အရွယ်က90ကျော်လို60နီးပါးလူကြီးပိုင်းတွေရရှိလို့နေပါပြီ။မြေတို့ပင်ဆိုစဉ်သူတို့အသက်တွေကြီးစေအောင်တော့နှစ်ပေါင်း40ကျော်ကွာဝေးနေတဲ့ငယ်တငယ်ချင်းတွေပြန်လည်တွေ့ဆုံကြတဲ့အခါဆယ်ကျော်သက်ကျောင်းသူကျောင်းသားတွေအတိုင်းတက်ကြနန်းဆန်းစွာ ရှိနေကြဆဲပါလို့ ွာ68ကျောင်းပြီးကြည်ရ2008မှာတခါအာဆီယပူဇော်ပွဲမှာကျောင်းသားဟောင်းနဲ့ပြန်ဆောင်ကြရတယ်နှစ်30ကြာမှာပေါ့အဲ့မှာအကုန်တကယ်ချင်းနဲ့ပြန်စုမိပြီးကြတော့အခုကျတော့ကောင်းမှုကုတော်ပေါ့လေအကုန်လုံးအတက်တင်90ကျော်ကုန်ပြီဆိုတော့ကောင်းမှုကုတော်လုပ်မယ်ဆိုတော့စုကြတာအဲ့ဒါအကုန်လုံးဝိုင်းပြီးစုကြတော့ဒီနလတုံးလနဲ့မှာပဲစုဖြစ်လိုက်တာအဲ့ဒါရတဲ့ငွေလေးနဲ့ဒီစိတ်တုခပရဟိတကျောင်းမှာလာပြီးလိုအပ်တဲ့ဟာလေးတွေကိုအဲ့ဒီတော့လာပြီးတော့ဒူတန်းကြတာပါโอเคအရင်ကြော်ပါတယ်တကယ်ချင်းနဲ့ပြန်ဆောင်ရတော့ ကိုကနှစ်30လောက်လည်းငယ်တော့ပါတယ်ဒီကုထုကောင်းမှုကြောင့်ရတယ်ဆိုတော့လည်းအများကြီးလေးဝန်တာကုံယူမိပါတယ်ဒီလည်းကြည်နူးပါတယ်အဲအနိုးရဲ့ဒီကြောင့်ဒီကြောင့်ကပြောရရင်ရှင်တော့ခုအေးတာရဆက်မှုစုံထဲမှာရှိမယ်ဆိုမှသူကနည်းနည်းလေးခောက်နေပါတယ်ဒီမှာရှိတဲ့ကလေးတွေကမိပါမဲ့ကလေးလေးတွေပေါ့နော်အဲ့ဒါဒီကရှေ့ဦးစင်းလေးကစူးစမ်းပြီးတော့ဒီကလေးလေးတွေပညာတင်ပေးတယ်နောက်စိတ်စားတာတောက်လိုက်တောင်းဝန်ယူပေးတယ်ဆိုအနိုးရဲ့ဖွဲ့ရတာတွေ့ခါကျတော့ဒါလေးကိုတရတရပောက်သွားပြီးတော့ကလေးတွေလည်းကျွေးမွေးချင်တယ်နောက်ပြီးတော့ဝတ်စားလေးတွေတုံးဆောင်စားအုပ်လေးတွေလည်းထပ်ပံပေးချင်တယ်ဆိုတဲ့စီစဉ်လိုက်လာလောက်ကြတာပါ အဲအန္တရာအဲ့တော့လော်လင်ခရိုင်ပေါ့နော်1983 84 86တုံးချိန်လူတွေချွန်ရခဲ့ပါတယ်အဲ့မှာအင်းလေးခေါင်းတိုင်စကန်ငပလီစကန်မြင့်မင်းအရာနေလဲစကန်ဆိုပြီးတော့အဲ့ဒီလူချွန်စကန်တွေမှာပန်ဖြစ်ခဲ့ရပါတယ်မကြောက်လာသေးတဲ့ဒေတာကိုလည်းတကယ်ချင်းတွေအကုန်လုံး original ဒေတာကိုလည်းအကုန်ငယ်ချင်းတွေအကုန်လုံးလည်းဖိတ်ခေါ်ပါတယ်နောက်နေ့နောက်နေ့တင်ပါလေအားလုံးစုပေါင်းပြီးတော့ထပ်ပြီးတော့လူဒါနတွေပြုတ်သွားကြမယ်လို့လည်းဆုံးဖြတ်ထားကြပါတယ်အားလုံးလည်းဝင်ပါပေးကြပါလို့လည်းတောင်းဆိုပါတယ်အားလုံးကကျေးဇူးတင်ပါတယ် 1986ခုနှစ်1989ခုနှစ်တောင်ကြီးဒေသကော်လီမော့မေဂျာပေါင်းစုံကျောင်းသူကျောင်းသားဟောင်းတွေဟာတရက်ကိုငွေကျပ်100နုံးနဲ့တစ်လောက်ကိုငွေကျပ်3000နုံးစုဆောင်းလို့တစ်နှစ်ကိုတစ်ယောက်ရဲ့စုဆောင်းငွေ3600နုံးရရှိလာတဲ့အခြေမှာတော့စိတ်တူကိုယ်တူကျောင်းသားဟောင်းတွေ88ရောက်ပေါင်းက Pride အလုပ်ပွဲတစ်ခုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပရိုက်တာအလူပွဲကိုရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေတရာဆက်မှုဆောင်ရှိစိတ်ချဒုက္ခဘုံတော်ကြီးတင်ပြည်ရဲ့အကြောင်းမှာပြလို့တော့မှာဖြစ်ပါတယ်။ဒါပြင်ထူးခြားတဲ့အလူဒီဘုံကျောင်းရဲ့ဓမ္မယုံအစ်စ်မှာထားရှိကိုးကွယ်ဖို့ကျေးဇူးတင်ပြီးတော့ဘုံတော်ယုံပေါ်တော့တစုကလည်းလှူဒါန်းတော့မှာဖြစ်ပါတယ်။အားလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့ကျေးဇူးတင်ဘုံတော်ယုံပေါ်တော့ကိုဆရာတော်တန်ခါတော်များကနေကစားတင်ကြအမှုပြလို့ပါတယ်။ အဲ့နောက်မှာတော့တောင်ကြီးဒေသကောလိပ်မှာကျောင်းသူကျောင်းသားဟောင်းတွေကဩဃာတာကရောကျိုးနဲ့ဘုရားရှိခိုးကရောကဆရာတော်တန်ဃာတော်များထံမှငါးပါးတိလခေယျဆောက်တည်ခဲ့ကြပါတယ်။ယေသတိလံဓမ္မယာသာမိလောကံကတဝါတဏ္ဍိတာမေဘန္တိဆက်လက်ပြီးလူပဲဝိထုပစ္စည်းအစစ်အစစ်ကိုစက္ကလူရန်ပြီးတော့ရေဆက်သွင်းကြပြပေးဝေကြပါတယ်။ ကျွန်တော်တို့တောင်ကြီးဒေသကိုလေးចောင်းသားဟောင်းများက1986ခုနှစ်ဆိုတော့ဒီနှစ်ဒီနှစ်ကတော့ကျွန်တော်တို့နှစ်ပေါင်း40နီးလာပါပြီ40ပြို့ဒီနှစ်ပဲလို့ပြောတော့အဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းတွေကအခုလောလောဆယ်ကျွန်တော်ဖုန်းပေါ်မှာ Viber ပေါ်မှာအဲတွေးဆုံကြတဲ့တငယ်ချင်းတွေနဲ့ချိတ်ဆက်ပြီးပြီးတော့မှတယောက်တယောက်ချိတ်ဆက်ပြီးတဲ့အချိန်မှာကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့လူစုပေါင်းပြီးတော့မှအလှူလေးတစ်ခုလုပ်ကြအောင်ဆိုတဲ့စကားလေးကျွန်တော်တို့စလာပါတယ်အဲ့တော့တငယ်ချင်းတယောက်ကစလာတဲ့အချိန်မှာဘယ်လိုလုပ်ကြမလဲဆိုတာနေစ အပြည့်လောက်ကြမလဲဆိုတဲ့စတော့ကျွန်တော်တို့ကနေပြီးတော့မှအဲအကြံပေးကြတယ်တောင်တောင်ညှိနှိုင်းကြတယ်အဲ့ဒီအချိန်မှာကျွန်တော်စာပြေးလို့ကြတယ်အဲ့ဒါတော့1914ခုနှစ်နိုဝင်ဘာလလောက်မှာကျွန်တော်တို့စပြစ်တယ်ဗောလေအဲစပြစ်ပြီးတော့မှအဲ့ဒီနိုဝင်ဘာဒီဇင်ဘာလောက်မှာကျွန်တော်တို့ဒါဒီစပြစ်တော့မှအဲစီစဉ်ကြတယ်စဉ်းစားကြတယ်အဲ့တော့စဉ်းစားကြတော့ဘယ်လိုလူကြမလဲငွေတယောက်ဘယ်လောက်စုကြမလဲဘယ်မှာလူကြမလဲဆိုတဲ့ဟိုစဉ်းစားကြတဲ့အချိန်မှာ ဒီအချိန်မှာတချို့ဖြစ်နိုင်တဲ့လူတွေများပေမဲ့လည်းမဖြစ်နိုင်သေးတဲ့လူတွေကိုညှင့်ညာတဲ့အနေနဲ့တနေ့ကို100နှုန်းနဲ့ပဲစုကြမယ်တလောက်3000နဲ့တနေ့စာကို3000 6000လောက်ရရင်တို့ကျောင်းသားကတော့အနည်းဆုံး100လောက်တော့စုမိမယ်လို့ခန့်မှန်းမိတယ်36သိန်းဆိုရင်အလူကောင်းကောင်းတစ်ခုလူနိုင်ပြီလို့စဉ်းစားမိပြီးတော့မှဒီအစီအစဉ်လေးကိုစလိုက်တာပါအဲ့ဒီမှာကျွန်တော်တငယ်ချင်းတွေအများစုဝိုင်းမြေတိုင်ပင်ချင်းမှာဘယ်လိုကဏ္ဍမျိုးကိုလူမလဲဆိုတာကိုကျွန်တော်တိုင်ပင်နေချိန်မှာအများစုကတော့ ပညာဒါနကလေးတွေပညာဒါနကိုဦးစားပေးပြီးတော့လှူချင်ပါတယ်ဆိုတော့စကားစားထွက်တဲ့ကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီလိုဘက်ကကျောင်းနေပရဟိတကျောင်းနေမိဘမဲကျောင်းတွေကိုကျွန်တော်လိုက်ရှာပါတယ်အဲဒီလိုက်ရှာတဲ့အချိန်မှာကျွန်တော်တို့ကတော့ဒီကျောင်းကိုအသင့်တော်ဆုံးဖြစ်မယ်လို့ကျွန်တော်ပထမအဆုံးနှစ်အနေနဲ့စတင်ပြီးတော့ယူချက်ချင်းဖြစ်ပါတယ် ဝန်တာမှုအတိုင်းတာတော့ကျွန်တော်တို့လိုအရွယ်တွေခါမများတော့ကျွန်တော်ကိုချင်းစက်တက်မဲ့ထင်ပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း40ကြော်ကြော်လောက်ကလေးကမတွေ့မမြင်ကြတဲ့တကယ်ချင်းတွေဒီမှာပြတ်ဆုံးလာကျွန်တော်အများကြီးရှိပါတယ်အဲ့တော့အခုဆိုရင်ကျွန်တော်တို့တောင်ကြီးမန္တလေးရန်ကုန်တီဘောကြောက်မဲလာရှူအောင်မန်းကလောပင်းတရကျောင်းသူကျောင်းသားတော်တော်များလာကြတာတွေ့ရပါတယ်မိထီလာဘက်ကလည်းပါပါတယ်။နောက်ကျွန်တော်ဒီဘက်လေကြာမိုင်းကင်ဘက်ကပါပါတယ်။လွယ်ကော်ဘက်ကပါဒေသပေါင်းစုံမှာကျွန်တော်တို့ထူးခြားတာကတော့1986ကျောက်သီကျွန်တော်ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းအရှိပိုင်း အားလုံးကကျွန်တော်တောင်ကြီးဒေသကောလွန်ဝဲလက်တက်ခဲ့ကြရတော့ပါဖះအနေကစားတင်မယ်ဖះလည်းဖះအသက်လှူနေတယ်ကျွန်တော်ဖះအနေကစားတင်မယ်ဆုံးကတ်မယ်ကလေးတွေအဟာရကျွေးမှုမယ်ပြီးရင်ကျွန်တော်တို့လူငယ်တွေစားပြီးရင်ကျွန်တော်ဒီမှာရှိတဲ့အလူတွေလှူမယ်အဲ့တော့နောက်နေ့နောက်နေ့တွေမှာလည်းကျွန်တော်ဒီပညာဒါနကိုအခြေခံပြီးတော့မှအဲဆက်ပြီးတော့ဒီလိုမပါဝင်နိုင်သေးတဲ့အကြောင်းသားတွေမဆက်သင့်သေးတဲ့အကြောင်းသားတွေကိုလည်းဆက်လက် ဟိုပါဝင်လာဖို့အတွက်ကျွန်တော်ဘက်ကလည်းအားလုံးကဝိုင်းမှုပြီးတော့စူးစမ်းပြီးတော့မှစူးစီးလူတန်းသားရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဆရာတော်တန်ခါတော်များနဲ့ကိုရင်လေးများကိုနေစောဆက်ကလူရန်ခဲကြပါရခင်ဗျ။စိတ္တသူကဘုန်းတော်ကြီးတဲ့ပြာရေးကြောင့်မှကလေးငယ်များကိုလည်းနေလဲစာအာဟာရအကျိုးမျိုးခဲ့ပါတယ်။ဒီကလေးငယ်တွေအတွက်တနေ့စာအာဟာရကတဘောဝါစာဝမ်းစာပြည့်ဖို့ပညာသင်ကြားရမှာအထောက်အထောက်ကိုပြုစေပါပါ။တောင်နေသေးတာကောလေးကကျောင်းသူကျောင်းသားဟောင်းတွေကပညာဒါနအတွက်တပိုင်းတန်အလူရည်အဖြစ်အခုလိုလူရန်ကြတာဖြစ်ပါတယ်။ လင်းငယ်များနေ့လည်စာစားပြီးနောက်မှာတော့ကလင်းငယ်တွေအတွက်အဝတ်အစားအသိုးအဆောင်ပစ္စည်းနဲ့မုတ်ပဲတည်ရစာများကိုလည်းဝေမျှပေးခဲ့ပါတယ်ဒီလိုအချိန်မှာတော့အဓိကလူကြီးတွေကသူတို့လေးတွေအဖို့တော့ခိတ္တခဏမိဘတပွဲပါပဲတကယ်ကိုကျေးဇူးစရာကောင်းလာပါတယ် နဲ့ကျွန်တော်တို့အဖွဲ့သားတွေရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့တောင်ကြီးဒေသကောလိပ်ဖြစ်စဉ်အချိန်တုန်းကပညာရေးတို့တောက်ဆုခဲ့ကြတဲ့1986 1989ခုနှစ်ကမေဂျာပေါင်းစုံကျောင်းသူကျောင်းသားဟောင်းတွေရဲ့ပရိုက်တာအလူမြင်ခွင့်အစုပ်လင်ကိုရိုက်ကူးတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။ကြည့်ရှုနေကြပြီမှပြည်သူများလည်းမိမိတို့ရဲ့အရာဟိတကိုချိုးတဲ့လောက်ဆောင်ရင်းနဲ့ပရိုက်တာစိတ်တွေရှင်သန်ထမြက်ပါစေကြောင်းဒီစီစဉ်ကနေဆန္ဒပြလိုက်ပါတယ်။ ဒီစစ်စစ်ကို Sky နဲ့တောင်ကြီးပြည်တို့ကရိုက်ကူးတက်ဆက်ပေးခဲ့ရဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်